လူကြီးမင်းရဲ့ကံကိုစားလိုက်ပါတန်းကျုံတစ်ထည့်ဖြစ်သွားမယ်ချက်ပေါ်ပေါက်သွားပြီစတဲ့ဒီလိုစကလုံးတွေကဒီနေ့ခေတ်မှာဘယ်နေရာကိုကြည့်ကြည့်မြင်တွေ့ကြားသိနေရတဲ့ဆွဲဆောင်မှုတွေပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ online slot game တွေအကြောင်းပဲဖြစ်ပါတယ်ကျွန်တော် online game တွေလေး slot game တွေအကြောင်းကိုကျွန်တော်ထပ်ပြီးလေ့လာကြည့်ကြအောင်အဲ့တော့ဖုန်းထဲမှာတစ်ချက်နှိပ်လိုက်ရုံနဲ့ ငွေတွေပုံးလာမယ်လို့အိမ်မက်မယ်သူအများစုကသူတို့ရဲ့ချွေးနေစာအိမ်နေမိသားစုတွေကိုပိဆက်ခဲ့ရတာလေဘယ်သူမှသူမပြောပြကြတာအဲ့တော့ဒီနေ့ကျွန်တော်ဆလော့ဂိမ်းတွေရဲ့ network တွေသူတို့ရဲ့တရားဝင်မှုအနိုင်အယုံတွက်ချက်ပုံလိမ်လည်မှုတွေနဲ့ဘဝပြတ်ခဲ့ရတဲ့သူတွေရဲ့ဖြစ်ပျက်တွေကိုကျွန်တော်ဒီနေ့ကြည့်ကြအောင်ဆလော့ဂိမ်းကဟာအဲလောင်းကစားရဲ့အစိုးဆုံးပုံစံလို့ပြောနိုင်တယ်။ဘာကြောင့်လဲဆိုတော့ तू ကဆွမ်းလန်းမှုနှုန်းအမြင့်ဆုံးဂိမ်းမျိုးစားဖြစ်နေလို့ ဇလောကစားတဲ့လူအများစုကဝေသေးစားနဲ့ကြီးမားတဲ့ဂျက်ပေါ်တွေရမယ်လို့သူတို့ယုံကြည်ကြတယ်။တကယ်တမ်းတော့လက်ကစားလိုက်တဲ့စက္ကန့်တိုင်းမှာကိုယ့်ရဲ့ငွေတွေကအဆင်မပြေဆုံးရှုံးနေတယ်။နေ့စဉ်ဝင်ဝေးတွေစုထားတဲ့ငွေတွေမိသားစုငွေတွေအကုန်ပြောင်းတဲ့အခါဘာဖြစ်လာလဲဆိုတော့ချင်းငွေတွေသူတို့ကယူလာမယ်။ပိုင်ဆိုင်မှုတွေရောင်းချရမယ်။နောက်ဆုံးမှာအကျွေးနုံထဲမှာနေပြီးမိသားစုနဲ့အိမ်မှာ ဆုံးရှုံးရတာမျိုးတွေကျွန်တော်တို့မကြခဏဘူး။ ြင်တွေ့ကြသည်။အဲ့တော့အရှုံးတွေဇက်တိုက်ကြုံလာတဲ့အခါကိုကိုကိုတတ်တည်မှုအထိစဉ်းစားကြတာမျိုးတွေတော့ရှိခဲ့ဘူး။ဒါကျွန်တော်တို့ကြားလဲကြားနေဒါကလူမွေးပျက်စီးမှုရဲ့အထင်ရှားဆုံးဥပမာ။အဲ့တော့ဒါဖြစ်ရင်စလိုဂိန်းတွေကကျွန်တော်တို့ကိုဘယ်လိုလဲစားနေကြလဲ။ဘယ်လိုလိန်လိန်နေကြလဲ။ကျွန်တော်တို့လက်ခံတဲ့လိန်လိန်မှုကိုသူတို့ဘယ်လိုလုပ်နေကြလဲ။အဲ့တော့သူတို့ရဲ့လက်ကွက်ကိုကြည့်အောင်။ ကျွန်တော်မြန်မာနိုင်ငံအပါအဝင်နိုင်ငံအများစုမှာဒီ online လောင်းကစားဂိမ်းတွေကတရားဝင်မှုမရှိဘူး။အများစုက license ပဲနေဒါမှမဟုတ်ပြည်ပ license အတုတွေနဲ့လဲပတ်နေတာဖြစ်ပါတယ်။နောက်တစ်ခုသူတို့ရဲ့အနိုင်ရှင်တွက်ချက်ပေါ့။ Salon game ကိုပန်တီးထားတဲ့ပုံစံကကျွန်တော်တို့အနိုင်ရဖို့အတွက်ပေါ့။သူတို့ရဲ့တွက်ချက်မှုမှာအဓိကအချက်နှစ်ချက်ရှိတယ်။ Random number generator လို့ခေါ်တဲ့ RNG ဂိမ်းရလက်တူက RNG လို့ခေါ်တယ်။ဒီဂိမ်းတွေရဲ့ reset တွေပေါ့တစ်ချက်ချင်းတစ်ချက်စီးမှလှိမ့်လိုက်တယ်လှိမ့်လိုက်တယ် reset တွေဟာဒီ reset တွေကိုဂျာပန် numbers နဲ့ဂျာပန်ကျောင်းဂျာပန်ပေါ့ကျောင်းဂျာပန်2 numbers နဲ့ RNG နဲ့သူကဆုံးဖြတ်ထားတာဥပမာ RTP 96%ရှိတယ် slot ဆိုရင်သင်ကဝေတရာလောင်းမယ်ဆိုရင်ဂိမ်းကုမ္ပဏီကသင်ကို66ကျပ်ဖြန်းပြပြန်ပေးမယ် channel ၄ချက်ကိုအမြတ်အနေနဲ့သူတို့ကယူထားပေးတာပဲဘယ်လိုပဲကစားကစားရေးရှိမှသင်က 400ရာခိုင်နှုန်းအမြင့်တန်းရှုံးနေပါအဲ့တော့ RDP ပိုနည်းလေသင်ရှုံးဖို့အခွင့်အရေးတွေပိုများလေပါပဲအဲ့တော့စလောကိန်းတွေကသင်ရဲ့အုံနောက်ထဲကပျော်ရွှင်မှုဟော်မုန်းတွေကိုသူကလှုံ့ဆော်ဖို့သူကဖန်တီးထားတယ်တောက်ပါတဲ့အယောင်လေးတွေပြန်ဆန်တဲ့အတန်တွေဥပမာရိုက်ထည့်လိုက်တဲ့ဒင်္ဂါပြားတန်တွေပြုတ်ကြတဲ့ကလုတ်ကလုတ်ကလုတ်ချလိုင်း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 ဒီလိုအတန်တွေက ်သင်ကိုပျော်ရွှင်စေပြီးတော့စက်ကစားခြင်းစိတ်တွေဖြစ်ပေါ်စေတယ်။နောက်နီယာမေးစ်လို့ခေါ်တဲ့အနီးကရှုံးနေခြင်း။အဲ့တော့အနီးကရှုံးနေခြင်းလို့ခေါ်တဲ့လက်ကွက်ဂျက်ပေါ်ပုံစံ၃ခုလိုခြင်းတဲ့နေရာမှာနှစ်ခုကျန်ပြီးတော့တစ်ခုပဲလွှဲသွားတဲ့အခါမှာနောက်တစ်ခါဆိုရပြီဆိုတဲ့မျိုးလင့်ချက်ကိုဒါသူတို့ပေးထားတာ။ဒီမျိုးလင့်ချက်ကပဲသင်ကိုဆက်လက်လောင်းကစားတွေစလော့ဂိမ်းတွေဆက်လုပ်စေတာဆက်ဆော့စေတာဖြစ်ပါတယ်။အဖြစ်အများဆုံးလိမ်လည်မှုတွေကတော့ဂျက်ပေါ်ပေါ့ရင်တော့ဝေထုတ်မပေးတာပဲဖြစ်ပါတယ်။အကောင်ပိတ်ပြတာ ဒီပညာအမားတွေပြတာဒါမှမဟုတ်ဝင်ထုတ်မပေးဖို့အတွက်အကြောင်းပြချက်အမျိုးမျိုးတွေသူတို့ရှာတာတွေပြုလုပ်ကြပါတယ်နောက်တစ်ခုက bonus trap လို့ခေါ်တယ်စာစာချင်းပတ်စံတဲ့ bonus အများကြီးပေးမယ်ဆိုပြီးတော့ဆွဲဆောင်တယ်ဒါပေမဲ့အဲ့ဒီ bonus ကိုဝေသားဖြစ်ပြန်ထုတ်ဖို့အတွက်လောင်းကြီးပမာဏအစာပေါင်းများစွာ ကစားရမယ်ဆိုတဲ့ရှုပ်ဝက်စည်းကမ်းတွေလည်းသူတို့ထားရှိကြအောင်အဲ့တော့ဒါဖြစ်ရင်ကျွန်တော်တို့အဲ့ဒီမှာတချို့ gain တွေငွေအစစ်မှန်မဟုတ်တဲ့ gain တွေလည်းရှိတယ်အဲ့တော့တချို့ အပ်တရားနေဆိုအဲ့လိုဂိမ်းတွေကလူငယ်တွေကိုလောင်းကစားရဲ့အငွေတက်ကိုသူတို့ကရင်းနှီးကျွမ်းဝင်လို့လုပ်ပေးတယ်နောက်ဆုံးမှာတကယ်ငွေနဲ့ကစားတဲ့ platform တွေစီကိုသူတို့ကပြန်ပြီးတော့တွန်းပို့ပေးတတ်ပါတယ်အဲ့တော့ဒါဖြစ်ရင်ကျွန်တော်တို့ကျွန်တော်တို့ဘဝမှာနေစဉ်ဂျုံတွေ့နေရတဲ့ဖြစ်ရတွေယူကြည့်မယ်ဆို slot game ကြောင့်ဘဝပြည့်စည်ခဲ့ရတဲ့သူတွေဖြစ်ပျက်တယ်အများကြီးပဲကျွန်တော်တို့မြင်တွေ့နေရတယ်မိသားစုနဲ့ရင်းနှီးတဲ့သူတချို့ကအင်းရပစ္စည်းတွေခိုးယူရောင်းချတာ အလုတ်ကငွေတွေကိုခိုးယူပြီးတော့လောင်ကစားတာတွေတာတွေလုတ်လုတ်ကြရတယ်ပေါ့တချို့သောမိမိခင်တွေဆိုရင် သားသမီးတွေအကြောင်းစိတ်အသက်အာမခံငွေတွေကိုပါဆလော့ကိန်းမှာထည့်သွင်းလောင်ကစားပြီးတော့မိသားစုတွေကွဲပြဲတဲ့အခြေအနေတွေလည်းရောက်တာလည်းရှိပါတယ်အဲ့တော့ရလကတော့အကျွေးတွေအရှက်ရမှုတွေဆွဲလန်းမှုတွေတကူတော်ဘဝနဲ့ရေဆိုင်ရတာပါပဲအဲ့တော့ကျွန်တော်ဒီနေရာကနေအားလုံးကိုလေးနဲ့သတိပေးချင်တာကတော့ဆလော့ကိန်းတွေကကျွန်တော်တို့အတွက်ဖြောပြေးမဟုတ်ပါဘူးအမျက်ထုတ်နေတဲ့စက်တစ်ခုပဲဖြစ်ပါတယ် သူတို့ကသင်ဘလောက်ပဲကံကောင်းပါစေသင်ရှုံးဖို့ပဲရွေးချက်ထားပြီးလို့ဖန်တီးထားတာပါအဲ့တော့စလော့ဂိန်းအနေနဲ့ကျွန်တော်တို့ဒီနေ့ထိုက်တဲ့လောက်အနေချင်းကျွန်တော်တို့သိခဲ့ပြီးပါပဲ ါဒီတခါတော့အနိုင်ရမယ်ဆိုတဲ့အတွေးကလောင်ကစားသမားတိုင်းရဲ့အကြီးအမားဆုံးထောင်ချောက်ပါပဲအဲ့တော့လောင်ကစားကိုဆွဲလန်းနေပြီဆိုရင်ပရမနံပါတ်1ကျွမ်းကျင်တဲ့သူအကူကြီးချက်ချင်းယူပါမယ်နံပါတ်2ငွေတွေကိုမိသားစုဒါမှမဟုတ်ယုံကြည်ရတဲ့သူတွေကိုလွှဲပြောင်းပေးနံပါတ်3ကိုဘဝကိုတံမိုးထားပါသင်ကဒီ slot set ကြီးကိုအနိုင်ယူဖို့မွေးဖွားလာတာမဟုတ်ပါဘူးတဲ့တံမိုးရှိတဲ့ဘဝကိုဖန်သားပြင်ပေါ်ကအယောင်ဆုံးရုပ်ပုံတွေနဲ့လဲလဲမပစ်လိုက်ပါနဲ့ ချိန်မီရတတ်မှုဒီနေရာနေပဲတိုက်တွန်းအတိပေးလိုက်ပါရခင်ဗျဟုတ်အားလုံးကျေးဇူးတင်ပါတယ်